Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မချင်းကနေကြိုဆိုပါရစေ Real Madrid ကတော့ကျွန်တော်တို့ဒီနွေရာသီအပြောင်းရွှေ့မှာခံစစ်ကိုအားဖြည့်ဖို့ကြိုးပမ်းနေပြီးတော့လက်ရှိဘုံမောင်းနဲ့စပိန်လူငယ်နောက်ခံစားမဖြစ်သူ Huisen ကိုခေါ်ဖို့တတော်ကိုအချိန်ကြီးကောင်းသွားပါပြီ Real Madrid ရဲ့ဘက်က proposal တွေကိုလည်းကျွန်တော်တို့လက်ရှိဘုံမောင်းရဲ့ဘက်က approve လုပ်ခဲ့ပြီးတော့ကစားမဖြစ်သူကိုယ်တိုင်ကလည်း Real Madrid ကိုပြောင်းချင်တဲ့အတွက်အပြောင်းရွှေ့ကမကြခင်မှာ ဒန်ဒီရီဖြစ်ဖို့အတွက်အချိန်ကြီးကောင်းနေပြီဆိုပြီးတော့ဖက်ဘရီဇိုရိုမန်နိုကကျွန်တော်ဖော်ပြလာတယ်ဆိုတော့ဟွိုက်ဆန်ရီယယ်မက်ထရစ်ကိုဒီနွေရာဒီအပြောင်းရွှေ့မှာပြောင်းရွှေ့သွားတာ100%တည်ကြသလောက်ကိုကျွန်တော်ဖြစ်နေပြီပေါ့နော်ပြောင်းရွှေ့သွားဖို့ပါဆိုတော့ဟွိုက်ဆန်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုကျွန်တော်ကချုပ်ပြီးတော့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ရီယယ်မက်ထရစ်ရဲ့ဘက်ကပေါ့နော်ကစားမဖြစ်သူဒီဟွိုက်ဆန်အတွက်ဘုံမောက်ထံကိုကျွန်တော်က proposal တွေကျွန်တော်ပို့ထားတယ် ဒါအပြင်ကစားမဖြစ်သူနဲ့လည်းမကြားခင်မှာဆွေးနွေးတော့မယ်ပေါ့ဒီထဲမှာဆိုလို့ရှိရင်ကျတော့ Real Madrid တင်မဟုတ်ဘူးတကယ်တော့ဒါဒီ negotiation ကကျတော့ဆွေးနွေးနေတာတွေက Chelsea တို့ Arsenal တို့ Liverpool တို့နဲ့ကောအမှန်ကန်လုပ်နေခဲ့တာဒါပေမဲ့ကစားမဖြစ်သူရဲ့ဘက်ကရှင်းရှင်းလေးရဲ့သူ့အနေနဲ့လုံးဝ Real Madrid ကိုသူပြောင်းခြင်းနဲ့ Real Madrid ဒီလုံးဝဦးစားပေးဖြစ်တယ်ပေါ့နော် Real Madrid ဒီဦးစားပေးဖြစ်တယ်ဆိုတော့ Real Madrid ရဲ့ဒီ proposal ဒီ contract proposal ကိုလည်းကျွန်တော်တို့ဒါသူကအဆင်ပြေသဘောကျတဲ့ပုံစံမျိုးပါဆိုတော့ Real Madrid က ဒီကစားမဖြစ်သူတွေပေါ့နော်ဘုံမောက်ထံကိုစာချုပ်ပါယိုကြီး ပေါင်တန်း90ပေးရမှာဒီပေါင်တန်း90ဆိုတဲ့နေရာမှာချက်ချင်းကြီးဝုံနိုင်ခွန်းဆိုပေးရမှာမဟုတ်ဘဲနဲ့သူ structure နဲ့သူရှိတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဟိုကစားမဖြစ်သူတွေကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့တနင်္လာနေ့ကလေးက meeting နေလုပ်ခဲ့တယ်ပေါ့နော် meeting နေလုပ်ခဲ့တယ်ကစားမကိုယ်တိုင်ကလည်းသူ့ရဲ့ဦးစားပေးဟာ real metric ဖြစ်ကြောင်းသူပြောခဲ့တယ်ပေါ့ဒီနေရာမှာကျွန်တော်တို့ဘုံမောက်ရဲ့ဘက်ကတော့ real metric ကနေပြီးတော့သူတို့ထံကန်းလန်းလာတဲ့စာချုပ်ပေါ့နော်ဒီပြောင်းရွှေ့ကြီးစာချုပ်ပါယိုကြီး ပေါင်တန်း90အတွက်ပေါ့နော်ဟိုဘယ်လိုပြောမလဲတိုက်တောင်းတန်း90ကိုအကုန်တခါတည်းအုံနိုင်ငံပြီးချီရမှာမဟုတ်ဘဲနဲ့2026ခုနှစ်နှစ်ကုန်တဲ့အခါမှာဒါအပြီးပြီးချီရမယ်ဆိုတော့ဘုံမော်ရဲ့ဘက်ကလည်း okay သူတို့အနေနဲ့ပြည်ထနာမရှိဘူးလက်ခံနေဆိုတဲ့သဘောပဲဒါကြောင့်လက်ရှိလောလောဆယ်မှာဆိုလို့ရှင်ကစားသမားဖြစ်သူရဲ့ဘက်ကပဲဒါအကုန်လုံး real metric နဲ့သဘောတူညီမှုလိုခဲ့တော့တာဆိုတော့ကလပ်အသင်းနှစ်ခုကြားထဲမှာပြီးသွားပြီကလပ်အသင်းနှစ်ခုကြားထဲမှာကျွန်တော်ပြီးသွားပြီ ကျွန်တော်ဘုံမောင်အဂဒီရီယမထရစ်နဲ့ကစားမရဲ့ကြားထဲမှာပဲကျွန်တော်ကြံတော့တာဒါတော့မှကစားမဖြစ်သူကရီယမထရစ်ဒီဦးစားပြီးပဲရီယမထရစ်ကိုပြောင်းအောင်ဖို့ဒီသူတို့ဦးစားပြီးပဲဟမ်ဆိုတော့ဒါကြောင့်လည်းရှိဒီအပြောင်းအချွေကဖြစ်မယ်လို့ကိုကျွန်တော်တို့ကယာနှုံးပြည်ကြီးပါပြောလို့ရတဲ့အခြေအနေမျိုးကိုကျွန်တော်ရောက်သွားပြီဒါအပြင်ရိုမနိုကဆက်ပြီးတော့ပြောထားတယ်ဂျာဘီအလွန်ဆိုပေါ့နော်ရီယမထရစ်ရဲ့နီးပြားအစ်ဖြစ်တဲ့ဂျာဘီအလွန်ဆိုကတော့ရီယမထရစ်နေဦးမနေပေါ့နော် ဒီဂျိန်းဟွိုက်ဆန်ရဲ့အပြောင်းရွှေ့ကိုအမြန်ဆုံးပြီးအောင်အပြောင်းရွှေ့လုပ်ဖို့အတွက်သူဆက်ပြီးတော့တွန်းအားပေးနေတယ်။ပရီးမီးယားလိဂ်ကလပ်အသင်းရဲ့ဘက်ကလည်းကစားမဖြစ်သူကိုလိုချင်တယ်။နော်ပြီးခဲ့တဲ့တစ်ပတ်ကလေးကဆွေးနွေးမှုတွေရှိခဲ့ကြတယ်။ဒါပေမဲ့လို့ကစားမဖြစ်သူရဲ့ဦးစားပေးသည့် Real Madrid ဖြစ်တယ်။ဒါကြောင့်ပေါ့နော်ဟိုဘယ်လိုပြောမလဲပြီးခဲ့တဲ့တင်လာနေရဲ့ဆွေးနွေးမှုကအင်မတန်ကိုအရေးပါခဲ့တာပေါ့။အဲကြောင့်ကြီချုံကြီးရလို့ရှိရင်တော့ဒီကစားမဖြစ်သူက Real Madrid ကစားသမားဖြစ်ပြီလို့ကျွန်တော်ပြောရမှာပဲ။ ဆိုတော့ဟိုဒါကလည်းပြဟွိုင်ဆန်ကဒီယာဒီမှာတော်တော်လေးကိုကောင်းလာတာလည်းကျွန်တော်ပါတယ်ဗောနော်တော်တော်လေးကောင်းလာတဲ့အပြင်ကိုပဲဒီကောင်လေးရပြဘယ်လိုပြောမလဲဒီ international မှာလည်းသူရွေးချယ်ခံခဲ့ရတယ်เนาะဟိုရွေးချယ်ခံခဲ့ရတော့လေတကယ်ကောင်းတဲ့ performance တွေသူပြတယ်ဆိုတော့အမြင်ပေါ်တွေပါလိဆိုလို့ရှင်လေတော်တော်လေးအားကောင်းနေတယ်မှာကျွန်တော်ပါတယ်အသက်ကလည်းပဲကျွန်တော်လက်ရှိမှာအသက်20ပဲကျွန်တော်ရှိသေးတာ နော်နယ်သာလန်မှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုမျိုးလို့သူကစပိန်ကစားမခံယူခဲ့တာဟုတ်နော်ဆိုတော့ဒါအပြင်ဒီယာဒီပရီးမီးယားလေးမှာလည်းပွဲ30ကြီးသူကစားပြီးတော့3ဂိုးသွင်းတဲ့ဂိုးဖန်တီးတဲ့အန်ဒိုင်မှုတွေတော့ရှိတာပေါ့ဒါပါဆန်နာဘက်တွက်ကတော့ဂိုးတွေဖန်တီးမှုတွေကအဲ့လောက်အရေးမပါဘူးပေါ့လေဒါပေမဲ့လို့သူသူသွင်းသွားတဲ့ဂိုးတွေကိုကျွန်တော်ကြည့်ရင်ဒါခေါင်းတိုက်တဲ့သွင်းဂိုးတွေကပါတယ်ဗျဆိုတော့ဒါတွေဟာအမြင်ပေါ်အနေထားနဲ့ဘလောက်ထိတောင်မှနော်အချင်းကြီးကောင်းတယ်လေကျွန်တော်ကောင်းကောင်းတွေ့နိုင်တယ်ဒါကြောင့်မလို့ရီယယ်မက်ထရစ်ကိုကျွန်တော်ကြည့်ရင် နောက်ထပ်စေစုနှစ်တစ်ခုလောက်ဒီကို AACC စိတ်ချလို့ရတဲ့ player တယောက်ကိုကျွန်တော်ရသွားပြီလို့ကျွန်တော်ပြောရမှာပေါ့နော်ဒီ Hewi Guri ဘာဒီကတော့ဒီနေ့ဖြစ်ဖြစ်မနက်ဖြန်ပဲဖြစ်ဖြစ်ကြားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ Real Madrid က David Alaba လို့မကြာခဏ injury ပြဿနာတွေကျွန်တော်ရတယ်နော် Rudiger တယောက်ကလွှဲရင်ဗျာကျန်တဲ့ Militao တို့ injury တွေကျွန်တော်ကြုံနေအခုလက်ရှိသူတို့အတင်းမှာရှိနေပါတယ်ဆိုရယ် Raul Asensio တို့ကတကယ်တမ်းတွေးကြည့်ရင်အဲ့လောက်ထိ quality မမီဘူးသိလားနော် Raul Asensio တို့ကျွန်တော်ရှိမယ် ဆိုတော့ Frank Garcia တို့ပါလို့ကတော့ထားပါတော့ left back ဒီဆိုတော့တွေးကြည့်ရင် Real Madrid မှာတကယ်ကောင်းတဲ့ခံစီမှုဆိုတာနော်အမြဲတမ်းအားကိုးရတာဆိုလို့ Rudiger တယောက်တော့ပဲကျွန်တော်ရှိတာဒါကြောင့်သူတို့အနေနဲ့ပေါ့နော်ခံစီကကျွန်တော်အနေနဲ့ဒါလူကိုလူနေတာဆိုတော့ဟို Huaisan ကိုကျွန်တော်လက်ရှိခေါ်ဖို့ကြိုးပမ်းတာက Real Madrid တက်တာအဖြစ်ဖြစ်ကောင်းတဲ့ဖြစ်မှာပဲဒါအပြင်ဘုံမောက်လိုမျိုး high pressing အတင်း high pressing အတင်းပေါ့နော်ဒါအပြင်အဲဘယ်လိုပြောမလဲဟို bowling ability ကောင်းတဲ့အတင်းမျိုးမှာကစားလာတယ်ဆိုတော့အလွန်ဆိုရဲ့လက်အောက်မှာ ျွန်တော်တို့ဒီကစားဟန်ဒီကနော်ဟိုကောင်တာအထက်တီတီမဟုတ်တော့ဘင်းနေပေါ့နော်ကောင်တာအထက်တီတီမဟုတ်တော့ဘင်းနေဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားတဲ့ပုံစံဘက်ကိုသွားခြင်းနေဆိုရင်လည်းပဲရူဒီကာလိုမျိုးကစားမကလည်းပြဿနာမရှိဘူးအထူးသဖြင့်ရူဒီကာဆိုလို့ရှိရင်လက်ရှိဂျာမနီလက်ရွေးစင်ဂျူလီယန်နာဂရက်စမန်ရဲ့လက်အောက်မှာပေါ်ပလင်းဒီဖန်နာဖြစ်ကစားနေရတာဗျာဂျွန်နသန်တာကနေတူတူတော့ပြဿနာမရှိဘူးဗျာအလွန်ဆိုတော့ကနောက်တစ်ကြောင်လက်ရှိဝိုင်ဆန်ကလည်းပဲဘောပလင်းဒီဖန်နာဖြစ် EECC ကစားလို့ရတယ် ဒါကြောင့်ခန်စစ်အတွဲကတော့ဒါ Real Madrid တဲ့တော်တော်ကြီးကို improve ဖြစ်သွားမယ်။အသက်ကလည်း20ပဲရှိသေးတယ်ဆိုတော့ Riga လိုမျိုး senior player ကကောင်းကောင်းဆွဲခေါ်ထားနိုင်တဲ့အခြေအနေမျိုးဗျာ။ဒါကြောင့် Huisen အတွက်ကတော့ Real Madrid ကိုပြောင်းဖို့ကသူ့အတွက်ဒါဦးစားပေးဖြစ်နေတယ်ဆိုတာစပိန်ကစားမခံယူထားတဲ့ player တယောက်တည်းပြောစရာတော့လူမမထင်ဘူးပေါ့နော်။အဲတော့ကျွန်တော်တို့ Real Madrid ကတော့တန်း90နဲ့ဒီကစားမဖြစ်သူကိုခေါ်နိုင်ဖို့တော်တော်လေးကိုအချင်းကြီးကောင်းသွားပြီ။ကလပ်တင်းတစ်ခုကြားထဲမှာလည်း agreement ရသွားပြီးတော့ ကစားမရဲ့ဘက်က approve ဖြစ်ပြီဆိုတာနဲ့ဒီအပြောင်းအရွှေ့ကပြီးသွားပါပြီ။လက်ရှိမှာ Chelsea တို့ Liverpool တို့ Arsenal တို့ကလည်းဆွေးနွေးနေကြကြတယ်ဆိုပြီးမဲ့လို့ပေါ့နော်။ကစားမရဲ့ဦးစားပေးသည်လုံးဝ Real Madrid ဖြစ်တယ်ပေါ့ဗျာ။ကြားထဲမှာလုံးဝကြီးအဆင်မပြေတာကြီးတခုခုရှိမှာပဲ။ Chocolate တင်တွေတော့ Chelsea ကောင်းရှိနေတယ်မဟုတ်လို့ရှင်တော့ဒီကောင်လေးက Real Madrid မှာ Real Madrid ဖြစ်နေတာဆိုတော့ Real Madrid player ဖြစ်သွားပြီ။ဘယ်တော့ကစားမရင်းကတော့ Real အတွက်ကစားချင်းကြတာဆိုတော့တိတ်တတာကတော့အထူးဆန်းမဟုတ်တော့ဘူး။ကျော် Huisen လက်ရှိပရီးမီးယားလိမ်းမှာတော့ကျလုတ်ပြရင်ကနေပြီးတော့ရီယယ်မက်ထရစ်ကိုပြောင်းနိုင်တော့မယ်ပေါ့ဗျာဆိုဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ရောဘယ်လိုမြင်ကြပါလဲကျွန်တော်တို့ဒါရီယယ်မက်ထရစ်အတွက်တကယ်ခေါ်သင့်တဲ့ဒါနောက်ခံကစားမတယောက်ဖြစ်တယ်လို့ညီကလေးတို့ယူဆကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများပြုပါတယ်